မင်္ဂလာပါကျွန်တော်ဆုံးပိတ်ပြီးဒီဆက်ပြီးတော့နော်ဒီဘက်ကတော့နော်ခွန်ပရိတ်တွေ၄ပရိတ်တွေနော်တောက်ချောက်အဲ့လိုဆင်းသွားတော့ ဟောဒီတိုက်ပတ်တာပဲရှိနော်ဒီဟာတွေကကုံထွက်သွားပြီနော်အကုံထွက်သွားပြီဒီပြန်ကြလာနိုင်တယ်ဆိုတဲ့ဟာပြန်ကြကကျွန်တော်တို့3 3 3ဆိုပြီးတော့ပြန်ဆင်းသွားလို့နော်ပြန်ကြအနေနဲ့ဆင်းသွားကျွန်တော်တို့ကအရှိတ်ဘက်ကပြန်ကြလာမယ်ထင်ခဲ့တာနော်ဒီပြန်ကြတစ်ခုပဲ နော်အရှိဘက်ကပြန်ကြမဟုတ်ပဲနဲ့ဒီဘက်ပြန်ကြဖြစ်သွားတာနော်ကြံတဲ့အခု6တစ် break နော်6 break ထောက်သွားပြီ9 break ထောက်သွားတယ်ကျွန်တော်ရဲ့ဇာတုပတ်ဒီနော်ဇာတုပတ်ဒီဟုတ်ပါတယ်နော်2က9 6က60နော်68နော်တစ်ချောက်ပရိတ်က60နော်63ရနော် ်ဒီမှာကျွန်တော်ရဲ့ငါးလေးကိုဗစ်เนาะအဲ့တော့ဒီဘက်တပတ်စာမှာတပတ်စာလိုက်တဲ့သူတွေစင်ပြေမယ်လို့ယူဆတယ်เนาะမှန်ဆိုလို့ရှင်ဒီဒီတချောက်ဗစ်ကเนาะဒိုင်ခွဲအခွေရလေကြာစရာအကြောင်းမရှိဘူးเนาะကျွန်တော်တို့ဒီမှာခွန်ဗစ်တွေလေးဗစ်တွေเนาะအဲ့ဒါတွေနဲ့တိုက်ပတ်နေလို့เนาะခုနှစ်ဗစ်ဆိုလို့ရှင်ထွက်တာเนาะအဲ့လိုမျိုးတွေနဲ့ တိုင်ပတ်နေလို့ကဒီကောင်ကကြာသွားတာပဲရှိတယ်နော်မထွက်တာမဟုတ်ဘူးထွက်တယ်ကြာသွားတာနော်ကဲဝင်လာနဲ့လက်မလေးတစ်ချက်တော့နဲ့နောက်ဆုံးဖိတ်ပွဲလေးကိုကျော်တို့ဆက်ပြီးတော့ပြောအောင်နော်လက်မလေးတစ်ချက်တော့နှိပ်ပြီးတော့ပြေးသွားအနီးကပ်လေးနဲ့ကျွန်တော်တို့ပြောသွားမယ်နော်အဲ့တော့ formula ကျွန်တော် formula 1 cos 14ရောအကုန်ထွက်တယ်နော်1 cos 14ရောအကုန်ထွက်သွားတယ်နော်အဲ့တော့ formula တွေကအပတ်တိုင်းလို့လို့အပတ်တိုင်းလို့လို့မှာတောက်လျှောက်ကိုပေးနေတယ်နော် ဲ့တော့ formula လိုက်တဲ့သူတွေအရှုံးမရှိဘူးเนาะအဲ့တော့အရှုံးမရှိတဲ့ဟာကိုရအောင်ယူဖို့ပဲလိုအပ်လိမ့်မယ်เนาะဝင်လာတဲ့လက်မလေးနှိပ်ပါเนาะကိုယ်မလေးနော်ကြည့်နေရကိုယ်မလေးမှာလက်မတဝောက်မနှိမ့်ကြလေနော်ဆက်တော့လက်မလေးနှိမ့်ပြီးပြီတော့နော်လက်မမနှိမ့်တက်လို့ရှိရင်ဒီမှာဒီလိုလေးထောက်နော်နှစ်ချက်ထောက် မ်းမလေးနှစ်ချက်ထောက်သူကဘေးလေးမှာအသေးပုံလေးကနှစ်ချက်နှိပ်ပြီးတော့ဟာဟာပဲပြပြအသေးပဲပြပြเนาะမျိုးလုံးပဲပြပြเนาะကြိုက်တာလို့เนาะဟာဟာပဲပြပြကြိုက်တာလို့အမဟာဟာကြီးထိုင်ပေးနေတာเนาะကဲစားကြရအောင်ညနေတော့ပေါ့เนาะညနေတော့နီးကက်လေးနဲ့ကျွန်တော်တို့ပြောမယ် 谢谢吴伟茂回来。不多得到礼物吗？老张过来。带着米带去嘛哎，喏，老张过来又带着米去带去嘛哎，喏，带着米嘛带带个带米嘛带，带去哪带？光带米家比喏，OK，啥家呀？ မင်္ဂလာပါနော်မင်္ဂလာပါစကြရအောင်ကဲမြင်ရပြီထင်တယ်နော်ကျွန်တော်ဒီထွက်တဲ့ကဏ္ဍကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီညနေထွက်မဲ့ကဏ္ဍနော်တော့အရင်အပင်ရှည်ဒီနဲ့မပြောဘဲနဲ့အပင်တူလေးနဲ့ကျွန်တော်တို့ပြောပြောမယ်နော်ဒီတက်တောင်းဆိုတဲ့ကဏ္ဍပြီးရင်ဒီလေးငါးဆိုတဲ့ကဏ္ဍနော်ညနေထွက်မဲ့ကဏ္ဍလေးနော်ညနေထွက်မဲ့ကဏ္ဍလေးကိုကျွန်တော်တို့ ပြောပါမယ်နော်အပင်တူလေးနဲ့ပဲကတ်ပြီးတော့ပြောပါမယ်နော်လက်မလေးနှိပ်ပါဝင်လာနဲ့လက်မလေးတစ်ချက်လောက်နှိပ်ကဲကျွန်တော်စပြီးတော့ပြောကြရအောင်အားလုံးပဲမင်္ဂလာပါနော်နောက်ဆုံးပိတ်လေးပါနောက်ဆုံးပိတ်လေးမှာအဆင်ပြေလေးနဲ့နော်အောင်ပွဲခံလို့ရပါစေလို့ဆုတောင်းပေးပါရစေနော် ဒီရှင်း၅နှစ်ဆိုတဲ့ချိန်လေးနော်ရှင်း၅နှစ်ရှင်းနှစ်ပေါင်းတော့30 30နဲ့5နဲ့ပေါင်းပါ35အဲ့တော့5ရဲ့ပေါင်းကလက်ခတ်ဆိုပြီးတော့5တုံညာချင်း3ကီးလေးဆိုပြီးကျွန်တော်တို့ခုရအောင်နော်ပြီးရင်ကျွန်တော်တို့ဒီ၄ရဲ့ဒီခုံရဲ့တုံညာနော်၄ခုံတုံညာဆိုတဲ့၃လုံးပေါင်းချင်းနော်၄ခုံ1 1နဲ့တုံညာနဲ့ပေါင်းလို့ဖြစ်တယ် နော်အဲ့တော့ဒီရဲ့ပါမှာလက်ခတ်စီပြီးတော့168ကီလေးနော်အဲ့တော့ဒီတော့ဒီတော့ပါနော်ပြီးဒီညနေတော့ဒီညနေတော့ကီလေးကိုကြည့်မယ်ဆိုရင်ဒီ3ရဲ့5ရဲ့6 356ဆိုတဲ့ကနနော်358 6နဲ့6နဲ့ပေါင်းလို့ကျွန်တော်တို့ဒီအဲ့တော့ညနေတော့4 9ဆိုတဲ့ကီလေးဖြစ်ပါတယ်နော်၄ခုနှစ်ဆိုတော့ ကီးလေးဖြစ်ပါတယ်အဲ့တော့ကီး၃ခုကျွန်တော်တို့ရပြီเนาะကီး၃ခုကျွန်တော်တို့ရပြီအဲ့တော့ကျွန်တော် break တွေနဲ့တွဲပြီးတော့တခါလဲဒီညနေဘက်ကိုတွဲပြီးတော့ကစားပြီးပြောသွားမှာเนาะအဲ့တော့တော်တော်တုတ်တုတ်လေးနဲ့ရိုးရိုးလေးပါပဲเนาะဒီ၄၅ဆိုမဲ့ထွက်မဲ့ပင်မှာ၅၃ည၃ကီးဆိုရဲကီးလေးရလာတယ်ပေါ့เนาะအဲ့တော့ break လေးကိုတွားမှာဆိုရင် तू ကဘလို break လာလဲဆိုလို့ဆိုရင်ဒီခွန်ရဲเนาะဒီ၄၅ထွက်တဲ့မနက်ရဲ့ခွန်ရဲပြီးရင်ဒီရှစ်ရဲ့ เนาะအင်းဒီတက်ခေါ်တက်ရှစ်ခေါ်ရှစ်တက်ဆိုတဲ့သုံးလုံးပေါင်းချင်းเนาะခေါ်ရှစ်တက်ဆိုတဲ့သုံးလုံးပေါင်းချင်းเนาะခေါ်ရှစ်၅၅နဲ့တက်နဲ့ပေါင်းတော့6 6ရဲ့ပေါင်းတော့နက်ခတ်ဆိုပြီးတော့6တက်ကိုရိတ်ဆိုပြီးတော့ကျွန်တော်တို့ရတယ်အဲ့တော့ထွက်သွားတဲ့ကဏ္ဍဒီ၄၅เนาะအဲ့တော့ဒီက9ရဲ့9ဝန်းချင်းရဲ့ကျွန်တော်တို့6ပြိတ်ရယ်ဆိုပြီးတော့เนาะ ဒေးငားဆိုပြီးတော့ကျွန်တော်ဈင်းသွားတယ်ခဏเนาะအဲ့တော့ဒီညနေမှာကျွန်တော်တို့ကအကွက်ရော့မှာเนาะနောက်ဒုတိယပင်လေးကိုထပ်ကြည့်မယ်တစ်သုံးဆိုလဲထွက်တဲ့ကွာဒီမှာတစ်ချောက်ချစ်ဆိုပြီးကီးဘရိတ်ကီးဆိုပြီးရထားတယ်เนาะအဲ့တော့သူ့ရဲ့ဘရိတ်ကိုကြည့်မယ်ဆိုရင်ဒီနှစ်ကဲเนาะ3ရဲ့4ရဲ့နှစ်သုံးလေးเนาะနှစ်သုံး5 5နဲ့4နဲ့ပေါင်းလို့ကိုအဲ့တော့ 646ဆိုတဲ့ပြိတ်ဆိုပြီးတော့ကျွန်တော်တို့ရပါเนาะအဲ့တော့ထွက်သွားတဲ့ခဏတစ်တုံးတစ်တုံးဆိုတော့ဒီကတစ်ကဲเนาะပြိတ်ဒီ၄ပြိတ်၄ပြိတ်ဟုတ်ပြီเนาะဒီညနေအတွက်အချုံလေးကိုကြည့်မှဆိုလို့ရှိရင်ကျွန်တော်တို့ထွက်မဲ့ခဏပါเนาะမနေ့ကကျွန်တော်တို့6ဆိုတဲ့ထိပ်စီးလေးနဲ့เนาะမနေ့ကတင်းနောက်ပိတ်ရယ်เนาะဟိုတော့ဦးနေ့က တစ်ထိတ်စီးရင်အဲ့၃လုံးပြန်ယူနော်အဲ့တော့6တစ်တစ်ဆိုတဲ့၃လုံးပေါင်းခြင်းနော်6တစ်ခွန်ခွန်နဲ့တစ်နဲ့ပေါင်းလို့ရှိအဲ့တော့7၃တစ်ဆိုတဲ့ break ကြီးရနော်၄ခုနဲ့ဝန်းခြင်းနဲ့7၃တစ် break ဆိုပြီးတော့ကျွန်တော်တို့ကဏ္ဍလေးဖြန့်ယုံနော်အဲ့တော့အပူးတွေပါမယ်နော်အပူးတွေပါရတော့အကွက်တွေအများကြီးယုံအောင်နော်ကြည့်ပါဆိုလို့ရှိရင် 4နဲ့8 3တ break ကိုကြည့်မယ်4 4เนาะ3 break ဆိုလို့ရှိရင်4 9တ break ဆိုရင်4 9ဟုတ်ကဲ့နော်9နဲ့ဆိုလို့ရှိရင်8 break ဆိုတော့9 9 3 break ဆိုတော့9 4 9 4ဆိုတော့ဒီမှာပါပြီးသားဆိုတော့မထည့်တော့ဘူးเนาะ9 4ဆိုတော့ဒီထဲမှာပါပြီးတော့မထည့်တော့ဘူး9 1ဆိုတော့တ break ဆိုတော့9နှစ်ဆိုပြီးတော့ကျွန်တော်တို့ရမယ် เนาะအဲ့တော့လေးကိုကဒီမှာပါပြီးသားเนาะလေးကိုကပါပြီးသားဆိုတော့မထဲတော့ဘူးပြီးလို့ရှိရင်နှစ်နဲ့ပြန်ကြည့်မယ်7ပြိဆိုရင်26 3ပြိဆိုရင်21เนาะပြီးရင်7ပြိဆိုရင်29ဆိုပြီးတော့ပြန်ထည့်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီကောင်းလေးเนาะ နှစ်ဆနှစ်ပတ်ပါလေပေါ့နော်အဲ့တော့ကျွန်တော်တို့ထည့်ကြမလို့တော့ဘူးနော်မင်းရှေ့ရေးလိုက်တယ်အတူတူပဲနော်အဲ့တော့အကောင်လုံးကအာထိုးရမှာဖြစ်တဲ့တော့၄၉နဲ့၂၉ဆိုတဲ့ကဏ္ဍလေးကကျွန်တော်တို့အများကြီးထည့်ကြမလို့နော်အဲ့တော့ဒီညနေမှာကျွန်တော်တို့မေယောကွက်ထုတ်ပြရမှာနော်အကွက်ကနဲတယ်အကွက်နဲတဲ့အတွက်ကိုကျွန်တော်တို့ အများကြီးစဉ်းစားကြရမလို့ပေါ့နော်ဒီနှစ်ကွက်ကကျွန်တော်တို့ရဲ့ main offer ပါနော်၄ကိုးနဲ့၂ကိုးဆိုတဲ့ကဏ္ဍလေးနော် main offer ပါနော်ကျန်တဲ့ကဏ္ဍမှာအာကျွန်တော်လေးလေးရယ်ကိုကိုရယ်ဆိုတဲ့ကဏ္ဍလေးကိုเนาะ ဒီညနေမှာဒုတိယမြောက်မင်းရောကွက်အနေနဲ့ထည့်ပေးထားတယ်နော်အဲ့တော့ဒီ၅ကွက်ကအရေးကြီးဆုံးပဲပေါ့နော်ဒီ1နဲ့2 6ကအရေးမကြီးတာမဟုတ်ဘူးသူကဈေးဘိုးလောက်ပဲအရန်ထိုးပေါ့နော်ဒီ၄6နဲ့2 6နဲ့ကဒီညနေတော့တော်တော်လေးကောင်းပါတယ်နော်ကျွန်တော်လည်းတော်တော်တဘောကြရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းကစားထားတဲ့ဟာလေးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းကစားထားတယ်အဲ့တော့ဒီဟာလေးကိုဒင်းထားပြီးတော့ကစားပေးဖို့လိုအပ်မှာပေါ့နော် ကိုစိုးကြီးလူမှားနေပြီနော်ကဲဟုတ်ပြီအဲ့တော့ဒါလေးကဒါလေးပါပဲနော်အဲ့တော့နောက်ဆုံးပိတ်အကြီးကြီးနဲ့လွှဲနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲနော်လက်မလေးနှိပ်သွားပါနော်လက်မလေးနှိပ်ပြီးတော့အားပေးတော့ပါအားလုံးပဲနော်ဒိုက်တမီတိန်းချင်းတိန်းလို့ရပါပြီနော်ဒီဒီနောက်ပိုင်းပြီးရင်ကဲအားလုံးပဲကိုလက်ပါ